မင်္ဂလာပါကျွန်တော်ပြောပြပေးနေတဲ့အကြောင်းစီစဉ်ငန်းနေပြီးတော့ကြိုဆိုလိုက်ပါတယ်2021ခုနှစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာစက္ကဆလီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုလေရင်တွေကတော့ဒါမြန်မာတိုင်းငံလုံးအတိုင်းအတာမှာရှိတဲ့ခုနလုံးတရုတ်လေရင်တွေဖြစ်တဲ့ကျွန်တော်တို့ S7 A5 K8 အဲနောက်တစ်ခုကကျွန်တော်တို့တိတ်ဖို့ဆောင်ရေးအသေးစားဝိုင်းတွဲလို့လေရင်တွေကအစပါတယ်ပေါ့နော်2022မှာတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံ ထုတ်ဖြစ်တဲ့ခုနဟို FTC 2000ကြီးတို့ရုရှားနိုင်ငံထုတ်ဖြစ်တဲ့ဒါလင်းဆိုရင်လည်းခုနမစ်တွန်နေနိုင်တို့အဲနောက်ဂျဝမ်ဒါတိ MI35 တို့ရဟတ်ရဲမျိုးတွေရှိသမျှလေးတက်မှာရှိသမျှတော်တော်များများပေါ့လင်းတွေထုတ်သုံးလာတွေ့ရတယ်ပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တို့ပိုလန်နိုင်ငံငတ်နေပြီးတော့ဝယ်ယူထားတဲ့ MI2 လို့ရဟတ်ရဲအသေးစားတွေအစအကုန်လုံးထုတ်သုံးလာတာ စစ်ပွဲရေရှည်ကြမြင့်လာတာနဲ့အများစစ်တပ်ကစစ်သုံးစိတ်ဟိုကုန်ချမှုအများဆုံးဖြစ်လာတယ်ဗောနော်ရှိသမျှလေတက်မှာရှိသမျှတည်ယူပို့ဆောင်ရေးလေရင်အဲနောက်တစ်ခုတည်ယူပို့ဆောင်ရေးရဟတ်ရင်နောက်ရှိသမျှ jet fighter အားလုံးထုတ်သုံးလာတဲ့အတွက်ကြောင့်ဒါစစ်ပွဲရေရှည်ကြမြင့်လာတာနဲ့အမြစစ်ကောင်စီကစစ်သုံးစိတ်တွေကုန်ကြလာတယ်ဒါခုန fighter ရဟတ်ရင် MI35 တို့ Mi-29 တို့ S7 တို့ A5 တို့ ဒါရှိသူတို့ရဲ့လေရင်တွေတုံးတဲ့ခုနလိုအဲဟိုပါပေါ့ကျွန်တော်တို့23 mm ကန်နော်တို့နောက်တစ်ခုက30 mm ကန်နော်ကြီးတွေပေါ့နော်အဲ့လိုကြီးမျိုးတွေနောက် rocket မှာဆိုရင်လည်းကျွန်တော်တို့57 mm 80 mm 90 mm ဆိုပြီးတော့ဒီလို rocket တွေကလည်းအစုံပေါ့နော်အဲကြီးရဲ rocket ရဲ့နောက်တစ်ခုကပေါင်900ဘုံပေါင်1000ဘုံဒီ ဒီလိုကြည်တွေဘုံတွေရဲ့ကုန်ကြစိတ်တွေများတဲ့အပြင်ဟိုမှာခုနလိုလေရင်စီပေါ့ Jet Fighter ဆိုရင်လေစီစီစားနှုတ်များတဲ့ခုနလို29လို့ဟာမျိုး A5 တို့ဟာမျိုးတွေနောက် S7 တို့ Jet 130တို့ JF70 တို့အဲ့လို Jet Fighter တွေကစီစားနှုတ်များတယ်နောက်အသေးဖို့ဆိုရင် Y8 ဖြစ်တဲ့ဝိုင်းအေးလေးဆိုတော့လည်းစီစားနှုံးနေများအတွက်ခုနစစ်လက်နဲ့ G rocket နောက်တစ်ခုကဘုံအပြင်ကိုခုနကျွန်တော်တို့ဒီ လင်းစီတွေပါကုန်ကြမှုတွေအများကြီးတအားတော်တော်များလာပါဗောနော်ဒီ jet fighter မှာလေးတက်မှာရှိတဲ့ jet fighter တွေဆိုရင်ဒါခုနအဲလေးတက်ခံဒီမှာခုနဒီ power car တို့ oxygen car တို့တွေကိုလည်းကျွန်တော်တို့ဒီဟိုပါဗောကားမောင်းစီပေါ့မောင်းစီဖြစ်တဲ့ကျွန်တော်တို့ဒီဇယ်ကအစထည့်ရတော့အသေးစိတ်ပြန်တွက်မယ်ဆိုရင်ခုနလိုဒီဇယ်တို့ အလေးရင်စီတို့အများကြီးကုန်ကြလာတာပေါ့နော်ကုန်ကြတဲ့အတွက်ကြောင့်အခုကျွန်တော်တို့2024ခုနှစ်မှာဆိုရင်ဒါလေတက်ကနေပြီးတော့စပြီးတော့ပါရာမော်တာဆက်တက်လေဒီတွေအများဆုံးတုံးလာတယ်ပေါ့နော်ဒီ73စိတ်ကုန်ကြစိတ်တွေတအားများလာတယ်ခုန73စိတ်ကုန်ကြရတာလည်းခုနလိုလေတက်တယ်မကောက်ဘူးပေါ့နော်ဒါလေတက်မှာဆိုရင်လည်းခုနလေရဟရင်တော်တော်များများလည်းဒါပြစ်ချခံရတာမျိုးရေတက်မှာဆိုရင်လည်းခုနလိုစစ်သမောတွေ ရခိုင်စစ်မြေပြင်မှာဆိုရင်လည်းရေတက်ကဟိုစစ်သမောတွေဒါဆုံချုံမှုတွေရှိခဲ့တယ်ကြီးတက်မှာဆိုရင်လည်းခုနလိုအမြောက်နဲ့တန်ကြက်ကလိုဟာမျိုးအဲနောက်တစ်ခုကလက်နက်ငယ်ခုန120မမအမြောက်တွေအစဆုံချုံမှုတွေရှိတယ်နောက်တစ်ခုကစစ်သားတွေကြာဆုံးမှုများလာတယ်ပေါ့နောက်စစ်တပ်အနေနဲ့ကခုနစစ်သားဟိုဆုံချုံမှုဟိုပေါ့များလာတဲ့အပြင်မှာခုနလိုစစ်သားနဲ့ပတ်သက်တဲ့စစ်ဝတ်တစားပေါ့နော်စစ်ဝတ်တစားဖြစ်တဲ့စစ်ယူနီဖောင်း နော် equipment ဒါမျိုးတွေကဆာဆုံးချုံးမှုတွေများလာတယ်ဗောနော်များလာတဲ့အချိန်မှာခု2024ရာစပြီးတော့ဒါလေတက်မှာဆိုရင်လည်းသူတို့စစ်သုံးစိတ်ရွှေတာတဲ့အနေနဲ့ပါရာမော်တာတွေကိုစပြီးတော့အသုံးပြုလာတယ်ဗောနော်အသုံးပြုလာပြီးတော့အခုဒါအခုကျွန်တော်တို့2025ရောက်တဲ့အထိဆိုရင်ဒါပါရာမော်တာတွေဆိုရင်လည်းဒါကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကပြစ်ချနိုင်တဲ့အဆင့်အထိကိုရောက်လာပြီဗောနော်စစ်သုံးစိတ်ရွှေတာတဲ့အနေနဲ့လေတက်အနေနဲ့ကတော့အခု ပါရာမော်ဒယ်တီနဲ့လေကြောင်းတိုက်ခိုက်မှုမြန်မာနိုင်ငံအနှံ့အပြားကိုလှုပ်လာပြီးတော့စစ်တုံးစိတ်ရွှေတာရယ်ပေါ့နော်အခု2025ခုနှစ်မှာဆိုရင်လည်းကျွန်တော်တို့ဒီဂျိုင်နိုကော်ပရာတို့ခေါ်တဲ့ရဟင်းအသေးစားကိုစပြီးတော့အသုံးပြုဖို့အတွက်ပေါ့နော်ဒါစစ်တုံးစိတ်ရွှေတာတဲ့အနေနဲ့အသုံးပြုဖို့အတွက်ဒါနေပြီးတော့ leader scan လို့နောက်ပြီးတော့မကွေး leader scan ဌာနချုပ်တွေမှာစမ်းတက်ပြီးတော့ပြန်တန်းလေ့ကျင့်တာတွေရှိတယ် ီဂျိုင်းနိုကော်ပိုရာနဲ့ပတ်သက်ပြီးတော့ခုနဂျိုင်းနိုကော်ပိုရာအကြောင်းပြောမယ်ဆိုရင်တော့ဂျိုင်းနိုကော်ပိုရာကတော့ဒါရဟတ်ရင်အသေးစားပဲဖြစ်တယ်ပေါ့နော်ဂျိုင်းနိုကော်ပိုရာရဲ့ရှေ့မှာခုနပါရာမော်တာတို့ဘာတို့ကတော့ဒါအားနည်းချက်တွေရှိတယ်ဒီဂျိုင်းနိုကော်ပိုရာကတော့ဒီခုနကျွန်တော်တို့ပါရာမော်တာဓာတ်ကိုပို့ပြီးတော့ဟိုအဆင့်မြင့်နေပေါ့ဘာကြောင့်လဲဆိုတော့ဂျိုင်းနိုကော်ပိုရာကရဟတ်ရင်အသေးစားဖြစ်တဲ့အတွက်ကြောင့်ဒီရဟတ်ရရဲ့နောက်မှာတေးရိုတာပါတယ်ပေါ့နော်တေးတေးရိုတာပါတဲ့အတွက်ကြောင့်ခုနမိမိလိုအပ်တဲ့နေရာကို သူကခုနအန်ကင်ချင်းချင်းနဲ့꿰ပြီးတော့မှသွားလို့ရတဲ့အနေထားမျိုးတွေရှိတယ်။အဲနောက်တစ်ခုကဂျိုင်းဂျိုင်းရိုကော်ပိုရာကသူကအမြင့်ပေးရဲ1200အထိပြန်နိုင်တယ်လို့သိရတယ်ပေါ့နော်။လေးပေါ်မှာလည်းကျွန်တော်တို့3-4နာရီထိနေနိုင်တဲ့အနေထားမျိုးပေါ့။တနာရီကိုကျွန်တော်တို့မိုင်60ရာနေပြီးတော့မိုင်120အထိပြန်နိုင်တယ်လို့သိရတယ်ပေါ့နော်။တနာရီကိုမိုင်60 65မိုင်ဆိုရင်ဒါသူကတမိနစ်ကို speed အဖြစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တမိုင်တမိုင်ခွဲလောက်ထိကို ွားနိုင်တဲ့အနေအထားမျိုးပေါ့ဒါအခုနောက်ပိုင်းဆိုရင်ပါရာမော်တာတွေမှာဆိုရင်ခုနဘေးပညာပေါင်း60လိုမျိုးဘုံသီးတွေတုံးတာကိုတွေ့ရတယ်ပေါ့နော်ဒါရှစ်လုံးပေါ့တစ်ဖက်ပညာ၄လုံးစီချိတ်ပြီးတော့မှဘုံကျဲတိုက်ခိုက်တာမျိုးတွေဒါဂျိုင်းလိုကော်ပိုရာအနေနဲ့လည်းဒါဘုံအီအတွက်များများတင်ဆောင်နိုင်မယ်လို့ဒါယူဆရတာပေါ့အဲ့ဒီမှာမှာခုခုကျွန်တော်တို့ဒီအခုအေပယ်လာထဲမှာဆိုရင်ဒါပါရာမော်တာဆိုပြစ်ချတာဆိုရင်ကျွန်တော်တို့မကွေးတိုင်းနဲ့ စကိုင်းတိုင်းတွေမှာပြစ်ချတယ်ဗောနော်အတိုင်းမဲ့ကျွန်တော်တို့ဒီအညာဒေတာဖြစ်တဲ့မန္တလေးတိုင်းတို့မကွေးတိုင်းတို့စကိုင်းတိုင်းတို့မှာရှိတဲ့တော်လိုင်းရဲဘော်တွေကလက်နက်ပြည့်ပြည့်စုံစုံမရှိဘူးမှာ wifi လိုဟာမျိုးနောက်ငကျင်းပြီးလို့လက်နက်မျိုးတောင်မှာပြည့်ပြည့်စုံစုံမရှိတဲ့အနေအထားမျိုးဗောနော်ကျွန်တော်တို့အညာဒေတာဖြစ်တဲ့စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းတွေမှာရှိတဲ့တော်လိုင်းရဲဘော်တွေရဲ့လက်ထဲမှာ wifi လိုလက်နက်မျိုးနောက်တစ်ခုကကျွန်တော်တို့ငကျင်းပြီးလို့လက်နက်မျိုးတွေရှိမယ်ဆိုရင် တို့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပို့ပြီးတော့ဟန်တားနိုင်မယ်ကျွန်တော်တို့ရဲ့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုရန်နေပြီးတော့ပို့ပြီးကာကွယ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဟုတ်